ဟုတ်အားလုံးပဲမင်လာပါဒါဒီနေ့ကတော့ကျွန်တော်တို့ဗန်ကောက်ရောက်ကိုဆွဲနေဟောဗန်ကောက်ရောက်ကိုဆွဲနေဒါကျွန်တော်တို့အသူ့ရဲ့လက်ရှိဟောเนาะကျွန်တော်တို့ line ပေါ်မှာပြောနေကြတဲ့အရာတွေပေါ့เนาะ line ပေါ်မှာပြောနေကြတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှဒါကိုဆွဲဘယ်မှာရှိနေလဲပြီးဘာကြီးလုပ်နေလဲဆိုတဲ့ဟာကျွန်တော်တို့ကတော့ဒါ တကယ်တိတယ်တိတာပေါ့နော်တိတိပြင်မယ်လေပြည်သူလူထုကတချို့အကြောင်းအရာတွေမှာ justice ဆိုကြဖို့ဒါထင်အောင်ထင်မှားတွေဖြစ်နေရတယ်ရှိတာပေါ့ရှိတာနဲ့ပတ်သက်ပြီးတော့မှဒါဒီနေ့အဲ့ကိုဆွဲနဲ့ interview လေးတင်ဆက်ပေးသွားမှာပေါ့ကိုဆွဲမင်္ဂလာပါအာမင်္ဂလာပါမင်္ဂလာပါဘုမူရေထောက်ဟုတ်ကဲ့ဟုတ်အဲ့တော့ဘန်ကောက်ရောက်သွားပြီဆိုပြီးတော့မှကျော်မျိုးမင်းကပြောနေတယ်ပေါ့နော်အဲ့တော့ကား ကားတစ်တွေဝယ်နေပြီးဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြီးလို့ရှိရင်ဒါဟိုလူနဲ့တွေ့တယ်ဒီလူနဲ့တွေ့တယ်ဆိုတော့ဟာကြီးလည်းပြောနေကြတယ်ပေါ့နော်ပထမတစ်ခေါက်ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဟိုကွန်ကရစ်ကနေဆုတ်လာပြီးတဲ့နောက်ပိုင်းမှာပထမတစ်ချိန်ကကျွန်တော်တို့ကြောက်ခက်မှာအိမ်ဝယ်လိုက်တယ်ပေါ့နော်အိမ်ဝယ်ပြီးတော့မှဒါဘတ်ဘလောက်တန်အိမ်ဝယ်တယ်တို့ဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့ဆိုပြီးတော့မှဒါပထမတစ်ချိန်ထိုးနှက်ခံရတယ်ပေါ့နော်ပြောကြတယ်ပေါ့ပြောပြီးတော့အခုဒုတိယတစ်ချိန်လည်းတခါဒါကိုဇွဲရဲ့ကိုပိုင် Facebook အကောင့်ကနေပဲတင်တာ ပေါ့နော်တင်းတဲ့ဟာကိုဒါဘန်ကောက်ကိုရောက်သွားပြီးပြေးပြီးပေါ့နော်ဘန်ကောက်ကိုပြေးပြီးပေါ့ဘူတာဘောလည်းပြေးပြီးကိုဇဲလည်းပြေးပြီးဆိုပြီးတော့မှပြောနေတဲ့အပေါ်မှာနည်းနည်းလေးဒီကောင်ကြီးအောက်လေတိုက်တာပေါ့အောက်လေတိုက်တော့ဟွာပေါ့ကိုဇဲပြောလို့ဖင်းအေးတာပေါ့နော်အဲ့တော့အောက်လေတိုက်နေပေါ်မှာနည်းနည်းလေးနည်းနည်းလေးပြောပြပါပါအော်ဟုတ်ကဲ့ဘုံမူရေဟိုဒီ6800သားတွေဝေဖန်တဲ့ပုံမှာတော့ဘာမှပြန်ပြောစရာမရှိဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကအလုတ်သမားတွေဖြစ်တယ်ဗျ။ သူတို့က6800ရရပြီးတော့မှဒီတော်လန်ရေးဆိုတာဂုံသိက္ခာနဲ့လောက်ရတာဗျအဲ့တော့ဂုံသိက္ခာကြဆင်းသွားတဲ့အခါလူလူထောက်ခံမှုကြဆင်းမယ်လူလူထောက်ခံမှုကြဆင်းတဲ့အခါသူတို့ကိုတိုက်ခိုက်မှုရောကြမယ်ပေါ့အဲ့လိုမျိုးဆိုတာကသူတို့ရဲ့ program တစ်ခုဖြစ်တယ်ပေါ့အဲ့တော့သူတို့ကသူတို့ရဲ့ program အတိုင်းလာတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတော့ဟိုကြည့်တာပေါ့ဒီလူအဲကိုယ်ကိုလာပြီးပြောတယ်ဆိုဒီလူကအလုတ်သမားလားသူမဟုတ်တချို့ကနားယောင်တာလားအဲဒါမျိုးနားယောင်နေဆိုရင်တော့ပြန်လဲရှင်းပြတာတွေဖြစ်ရှင်းတာတွေလောက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ ဟိုပြည်သူလူထုဖြစ်လို့တံမိုးထားတာပါအဲအလုတ်သမားတွေဆိုရင်တော့ဆဲရင်ဆဲလိုက်တယ်ဒါမှမဟုတ်ဘလော့ဟင်ဘလော့လိုက်တယ်အဲ့လိုမျိုးအလုတ်သမားတွေကတော့ပြန်မတုတ်ပြတ်ပါအောင်ဒါပေမဲ့ခုနပြောသလိုပေါ့ကျွန်တော်တို့ကဟိုတော်လန်ရေးမှာဟိုကျွန်တော်ဘယ်သွားလဲဘာလုပ်နေလဲဘာလုပ်နေလဲလူတိုင်းကအကုန်သိကြမလို့ပါဘူးအရေးလည်းမကြည့်ပါဘူးအဲနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဘုံမူရဲ့အဲ့တော့ကိုတော်လိုင်းအင်အားစုလို့ပြောတဲ့သူတွေက6800မစားရဘဲနဲ့ကိုလူပမာနေလဲဆိုတဲ့ location တွေပေါ်နေတယ် အဲ6800မရဘဲနဲ့ခုနစစ်ကောင်စီကဒီဒေါ်လာအင်းဆိုတာကအပေါ်မှာအဲကြာစင်းမယ်လူလူထောက်ခံမှုကြာစင်းတာနဲ့အဲသူတို့တိုက်ခိုက်နိုင်မှုရော့ကြမယ်ဒါဟိုစကားစားဒီဇိုင်းမမလောက်တာကိုစကားစားရဲ့လုပ်ငန်းတွေကို6800မရဘဲနဲ့ကိုလူတွေက intend မဖြစ်တဲ့အခါ ဟိုလုံးမိတာတွေရှိတယ်ပေါ့နော်လုံးမိတာတွေရှိတယ်ပုဂ္ဂလိကဟိုမကျင်နှက်မှုပေါ့ပုဂ္ဂလိကမကျင်နှက်အောင်လဲဆက်ဆံမှုလဲတိတ်မရှိပါဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့အဲ့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဟိုဒီ social media မှာဘန်ကောက်သွားတယ်ဘာသွားတယ်ညာသွားတယ်ဆိုတာဒါကျွန်တော်တို့အကောက်အောင်နေကျွန်တော်တို့ပါကျွန်တော်တို့အကြောင်းရင်းရှိလို့ကျွန်တော်တို့တင်တာပေါ့နော်အဲဒီဘောမှာဟိုကိုလူတွေက6800မစားရဘဲနဲ့ ဟိုဂုံသိခါညှိုးနှောင်းအောင်လုပ်တယ်ဆိုတာတော်လန်ကြီးကိုဖြက်စီးတာနဲ့တူတာပေါ့နော်အဖြစ်လို့လဲကျွန်တော်ထပ်ပြီးတတိယကြိမ်မျိုးရှင်းပြရမယ်ဆိုတော်လန်ကြီးကတော်လန်ကြီးဥဆောင်သူတွေကဂုံသိခါပိုင်းဆိုင်ရာနဲ့ဥဆောင်ရတာအဲ့တော့ဂုံသိခါပိုင်းဆိုင်ရာကြာစင်လူလူထောက်ခံမှုကြာစင်လုံဆောင်နိုင်စွမ်းကြာစင်တာပေါ့အဲ့ဒီခါကျန်သူကတက်တာတာပေါ့ရှင်းပြောရလို့ရှိရင်ဒီတိုက်ပွဲကဟိုတိုက်ပွဲ10ပွဲ15ပွဲထပ်ပို့ပြီးထိရောက်တာပေါ့ဟောဘဘဦးဝင်းတင်စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဟိုလားစုဖွဲ့မှု ဟိုပြိုလဲတဲ့အခါဟိုစိတ်သက်ပြိုလဲတဲ့အခါစုဖွဲ့မှုလည်းပြိုလဲရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကပြိုလဲလို့မရတဲ့အကြောင်းရင်း၃ခုရှိတယ်ပေါ့အဲကျမ်းမာရေးပြိုလဲလို့မရဘူးစိတ်သက်ပြိုလဲလို့မရဘူးစုဖွဲ့မှုပြိုလဲလို့မရဘူးအဲ့တော့ရန်သူကကျွန်တော်တို့ကိုစိတ်သက်ပြိုလဲအောင်လို့ဖြိုလဲတာဖြစ်တာပေါ့တော့စိတ်သက်ပြိုလဲစုဖွဲ့မှုပြိုလဲသွားနိုင်တယ်ပေါ့အဲ့တော့စုဖွဲ့မှုပြိုလဲသွားနိုင်တဲ့အခါဟိုရန်သူကကျွန်တော်တို့ကိုအလုံးစုံချိန်မုံ ပြင်အမြင့်မပြတ်နိုင်အောင်ဒါပေမဲ့စိတ်သက်ပြိုလဲသွားရင်တော့အမြင့်ပြတ်နိုင်တာပေါ့အဲ့တော့ तू က तू အလုပ်ကိုဒီဇိုင်းမမလုပ်တာအဲ့တော့ကိုလူတွေကလည်း intelligent ဒီ knowledge အားနည်းတဲ့အခါ intel မဖြစ်တဲ့အခါ6800လဲမရဘဲနဲ့ကို့အချင်းချင်းကိုစိတ်သက်ပြန်ဖြိုလဲပြီးစုပွဲမှုကိုပြိုလဲအောင်လုပ်လို့ဖြစ်နေတာတွေရှိတယ်ဒါကတော့ ဟိုမဖြစ်သင့်ဘူးပေါ့ကျွန်တော်ဘယ်သွားလဲဆိုတာတော့ဘာမှအရှင်းပြစရာမရှိဘူးအရေးမကြီးဘူးပေါ့နောက်တစ်ခုကကျတော့ကျွန်တော်ကဒီနောက်နောက်ပြောင်းပြောင်းတဲ့ Tesla ကားပေါ့ကျွန်တော်ဝယ်လိုက်တယ်ပေါ့အဲကျွန်တော်တို့လူတွေကဘယ်လောက်ထိအင်တဲမဖြစ်လဲဆိုတော့ Tesla ကားကဟိုကျွန်တော်တို့လိုမျိုးပေါ့နော်ဟိုလက်ရှိနိုင်ငံရေးကာလဆိုတော့ဒီမှတ်ပုံတင်နေဘာတွေမရှိဘာမှအထောက်အထားမရှိပေါ့နော်အဲအဲ့လိုလူမျိုးကအဲ့လို Tesla ကားမျိုးကိုဝယ်လို့ရလားပေါ့နော် အဲ့လိုဝယ်လို့ရလားရှိုးရုံးကြီးမှာသွားပြီးဝယ်လို့ရလားတက်စလာဆိုတော့ငွေမဲနဲ့ဝယ်လို့ရလားအလူငွေနဲ့ဝယ်လို့ရလားဝယ်လို့ရခဲ့ရင်တော့မြန်မာပြည်ဘယ်နေရာမှာစီးမလဲဆိုတော့ EV ကားမျိုးစားဖြစ်တဲ့အတွက်ကြောင့်နောက်ဆက်တွဲဘာတွေလိုလဲဆိုတာကိုမစဉ်းစားနိုင်ဘူးပေါ့အမစဉ်းစားနိုင်ပဲနဲ့အဲ့တော့ဟိုရည်စရာပြောပြရရင်တော့ကျွန်တော်တို့ကရန်သူကိုလှောင်တာပေါ့ဒါပေမဲ့လောင်နာကိုလူဖြစ်နေတော့နည်းနည်းတော့ကျွန်တော်တို့လှောင်ချက်မအောင်မြင်ဘူးဖြစ်တာပေါ့အဲ့အဲ့လောက်ပါပဲဟုတ် ဟောအဲဝါဆိုလာပြားနဲ့အားသွင်းမယ်လို့ဆိုလာပြားနဲ့အားသွင်းမယ်လို့ကြားတယ်ယူကာ